လူငယ်တွေဆိုတဲ့နေရာမှာလူကြီးလူငယ်အားလုံးပေါ့ပြည်သူလူထုရဲ့အသက်သွေးတွေနည်းနိုင်တယ်များနည်းတဲ့နီးနဲ့เนาะကျွန်တော်တို့ဟိုဒီအကျိုးရလက်ကိုရအောင်ရှာဖွေသွားမယ်အဲ့ဒီအတွက်လိုအပ်လို့ရင်းရမယ်ဆိုရင်လည်းအဲ့ဒီအသက်တွေဘဝတွေကကျွန်တော်နဲ့တူကျွန်တော်တို့ရဲ့ဒီအနာရေးကဗမာမျိုးသားဒေါ်လာရေးတက်မတော်ကဒေါ်လာရေးရဲဘော်တွေနောက်ပြည်သူလူထုပေါ်စားကျွန်တော်တို့ရဲ့ဘဝတွေကျွန်တော်တို့ရဲ့အသက်တွေသွေးတွေကိုကျွန်တော်တို့ခင်းပေးသွား offline plan မျိုးသိန်းစစ်စင်ရေးမှာလက်နက်မျှဝေပါသလားအရှင်လေးရှင်းပြပေးပါတယ်ကျွန်တော်တို့ data လေး အဲကျွန်တော်တို့လက်လမ်းမီယာပြည်သူလူလူဘောကအတက်နိုင်ဆုံးအများဆုံးလွတ်မြောက်ပြီးတော့နော်အခြေကိုင်းနည်းနည်းနဲ့ကျွန်တော်တို့အကျိုးပြထုံးမှုရဖို့အကောင်းဆုံးစ조사သွားပါမယ်အဲအကျိုးလည်း조사နေပါတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ဒီကိစ္စအာအောင်မြင်လာတဲ့အခါကျရင်တော့ကျွန်တော်တို့ပြည်သူလူလူတွေဒါကိုကောင်းကောင်းမြင်သွေးခွင့်ရမှာဆိုတာလေးလေအဲကျွန်တော်အနေနဲ့နောက်ထပ်စကားချက်အနေနဲ့ပါလို့ပါနိုင်ငံရေးအတွေ့အမှားတွေရိုက်သွန်းပြီးတော့အစွမ်းရောက်ဝါဒတွေနဲ့နော်တွေးခင်းတဲ့လမ်းကိုမနာမနေလျှောက်ဖို့လုံဆောင်နေတာတွေလည်းမြင်ရတယ်ဒါပေမဲ့ဒီကိစ္စကို ဒီလက်နက်ကင်လမ်းစဉ်ကိုကျွန်တော်တို့လည်းရွေးချယ်ခဲ့ကြတာဒါပေမဲ့နီမာလမ်းမနဲ့နိုင်ငံရေးအမြင်မှားနဲ့တော့ကျွန်တော်တို့ကမသွားစေချင်ဘူးအတက်နိုင်ဆုံးတော့နီမာလမ်းမနိုင်ငံရေးအမြင်မှားမှန်နဲ့ပဲတော့ရှစ်ဆက်သွားစေချင်တယ်အဲအဲ့ဒီအခြေအနေတွေကနေပြီးတော့ဒါအတက်နိုင်ဆုံးလူငယ်တွေကိုလမ်းမှန်ပေါ်ကျွန်တော်တို့ဆွဲနိုင်တဲ့လောက်တော့ဆွဲပေါ်သွားမှာပါကျွန်တော်တို့နိုင်ငံရေးမှာစိတ်ပလိကြီးကင်ထားတဲ့နော်ကြောင်သူတော်ကြတခိုးနိုင်ငံရေးသမားတွေနော်နောက်ပြီးတော့အာနာစကြရှာနေကြတဲ့သူတွေအဲ့ဒီလူတွေရဲ့အပြန်အလှန်အပြိုင်မှုကြားထဲမှာ ကျေမွသွားရမယ်ဘဝတွေနဲနိုင်တယ်များနဲအောင်နော်ကျွန်တော်တို့စူးစမ်းပြီးတော့အာလူလူရဲ့လူလူရဲ့ဘဝနော်ကျွန်တော်ညာကျွန်တော်ညာမိတလောက်ကျွန်တော်တို့ကိုယ်စွမ်းညာစွမ်းရှိတလောက်နဲ့လမ်းပြသွားမယ်လို့မဟုတ်ကျွန်တော်ရအောင်လမ်းဖောက်သွားမယ်လို့ပြည်ပေးပါတယ်မမေရုရှား၏အပြည့်ရဲ့ကမ်းလှမ်းချက်ကိုပယ်ချပြီးနောက်မင်းအောင်လိုင်းအပါအဝင်နိုင်ငံတကာခေါင်းဆောင်တချို့တက်မိ280ပြည့်ရုရှားရင်ပြင်းပြီးအောင်ပွဲအခမ်းအနားလုံခြုံရေးကိုတာဝန်မယူဟု ယူကရိန်းသမ္မတသတိပေးအကြမ်းဖက်မင်းအွန်လိုင်းအပါအဝင် နိုင်ငံတကာခေါင်းဆောင်တချို့တက်ရောက်ပြီးနှစ်80ပြည့်ရုရှားယင်ပြင်းနီအောင်ပွဲခန်းနာလုံခြုံရေးတာဝန်မယူဟုယူကရိန်းသမ္မတဗော်လဒီမီယာဇယ်လန်စီကသတိပေးလိုက်သည်မေလ9ရက်နေ့ရုရှားနိုင်ငံယင်ပြင်းနီတွင်ပြုလုပ်မည်ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း20ပြည့်အထိမ်းအမှတ်အဖြစ်တရုတ်သမ္မတဆိုင်ဂျင်ဖိန်အကြမ်းဖက်မင်းအွန်လိုင်းအပါအဝင်နိုင်ငံတကာတချို့ခေါင်းဆောင်များတက်ရောက်ရန်ရှိနေပြီး ယူကရိန်းသမ္မတကရုရှားနိုင်ငံအတွင်ဖြစ်ပျက်မှုများအတွက်တာဝန်ယူမည်မဟုတ်ကြောင်းထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည့်20ပြည့်ရင်ပြည်နီအောင်ပွဲအထိမ်းအမှတ်အတွက်မေလ10ရက်နေ့မှမေလ30ရက်နေ့အထိအပြည့်ခတ်ရစဲရန်ရုရှားသမ္မတပူတင်၏အဆိုပြုချက်ကိုလည်းယူကရိန်းသမ္မတကပယ်ချခဲ့ပြီးရုရှားနိုင်ငံထဲမှာမေကိုရက်နေ့ဖြစ်ပေါ်လာမည့်အခြေအနေများအတွက်တာဝန်ယူမယူနိုင်ကြောင်းတရားဝင်ပြောဆိုလာခြင်းဖြစ်သည့် ယူကရိန်းသမ္မတ၏ပြောဆိုချက်သည်ရုရှားနိုင်ငံသို့လာရောက်မည့်နိုင်ငံတကာခေါင်းဆောင်များလုံခြုံရေးကိုတိုက်ရိုက်ချိန်ချောက်နေပြီးအကြမ်းဖက်ရန်ချိန်ချောက်မှုအဖြစ်ရုရှားနိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရမာရီယာဇာခါရိုဗာကတုံ့ပြန်ပြောဆိုသည်ရုရှားနိုင်ငံတွင် မေလ9ရက်နေ့ပြုလုပ်မည့်ရင်ပြင်းနီချီတက်ပွဲသို့စစ်ကောင်စီဘက်မှလည်းပါဝင်တက်ရောက်ချီတက်မည်ဖြစ်ပြီးအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်မှမေလ9ရက်နေ့ရှာရှားနိုင်ငံသို့တွားရောက်မည်ဖြစ်ကြောင်းသိရှိရသည် ဲ့ဒါကြောင့်အဲ့ဒီတကယ်လိုအပ်တဲ့ပမာဏတွေကမှအ ਨੇ ဆုံးအ ਨੇ ဆုံးပမာဏလေးကိုကျွန်တော်တို့သတ်မှတ်ပြီးတော့ဒီဟာလောက်တာဖြစ်တဲ့ဒါပေမဲ့ကိုမိုးကြီးပြောသလိုပါပဲကျွန်တော်တို့ဟုတ်ဘယ်လိုပြောမလဲမပြောရဘူးเนาะအဖြစ်ဖြစ်အောင်ပါပေးပါဆိုတဲ့စကားမျိုးတော့မပြောရဘူးအဲကျွန်တော်တို့မျက်နှာရက်ခံတိုက်တွန်းတဲ့အနေထားတော့မရှိပါဘူးအဲ့ဒီမှာနောက်တစ်ရပါဘောနော်လူကြားကောင်းတရားနာလောက်ကြတဲ့လူတွေစင်ပေါ်ရောက်တဲ့ကာလဓမ္မအကြောင်းကိုအာရမပါဇက်နဲ့ပြောကြတဲ့ကာလကိုလူရဲ့သွေးတွေစွန့်နေတဲ့လက်နဲ့စေပရီကင်ထားသူတွေကိုတတော်ကောင်းလို့ပိုးပွယ်နေတဲ့ကာလ ခုလူငယ်လေးတွေအလောင်းကိုပလင်လောက်ထိုင်သူတွေလူရဝန်နေတဲ့ကာလခုပြည်သူတွေဂုံတွေးနှလုံးသွေးကိုပေါ်စောခင်းတယ်လို့လမ်းခင်းရှောင်နေသူတွေခေါင်းဆောင်ထင်းနေတဲ့ကာလအဲ့ဒီအမောင်ခကြီးမှာကြော်ဖြတ်ဖို့လမ်းပြမိရင်တင်တာလင်ဖြစ်ပါစေပုံငကားရှင်တော်လင်းရုံကြည်အစိုးတီဝင်ရမှာမယ်လေမမေနင်းပြောထားတဲ့စကားတွေကျွန်တော်သဘောကျတယ်ဒီစကားတွေကိုဒီလိုချိန်မှာပြောရင်တချို့တွေကတော့ဒါတော်တော်လေးကိုဆက်ဆက်ခါကြောင်းတကယ်လည်းမှန်တယ်ကျွန်တော်တို့ကနိုင်ငံရေးမှာနော်ဟိုပြည်သူလူထုအတွက်လို့ဗဇက်ကပြောပြီးတော့ပြည်သူလူထုအသက်ကိုပြည်သူလူထုရဲ့သွေးတွေကို เนาะပြည်သူလူထုရဲ့ဘဝတွေကိုနင်းပြီးတော့ကိုယ့်ရဲ့အာဏာစကြက်တွေကိုယ့်ရဲ့ဒီနိုင်ငံရေးဈေးခွက်တွေကိုတိဆောက်နေကြတဲ့လူတွေဒီမှာတွေ့လာခဲ့ရအဲ့ဒီ unorthodox ထိတ်လန့်နေဆိုတာကအဲ့ဒီအချက်တွေအများကြီးပါအဲ့တော့ကျွန်တော်တို့ကเนาะဟိုဒီလူတွေဒီလူတွေကနည်းနည်းနော်နော်လည်းမဟုတ်ဘူးဒီနိုင်ငံရေးခီးလမ်းမှာကျွန်တော်တို့တွေ့ခဲ့ရတာဆိုရင်အများကြီးအဲ့တော့ခုနကပြောတယ်မမေနင်းပြောသလိုပဲเนาะဘာပဲဖြစ်ဖြစ်ဒီခင်းလိုက်ရတဲ့လူငယ်လေးတွေခင်းလိုက်ရတဲ့ပြည်သူလူထုရဲ့ဒီသွေးတွေအသက်တွေဘဝတွေနဲ့တန်အောင်เนาะကျွန်တော်တို့အတက်နိုင်ဆုံးအတက်နိုင်ဆုံး data တစ်ခုအတွက်တော့မဟုတ်ကျွန်တော်တို့လက်လန်းမီယာလူတို့အတွက် data တော့မှအကျိုးဖြစ်ထွန်းမဲ့ပုံစံကိုကျွန်တော်မရရအောင်ဆွဲခေါ်ပြီးတော့ဟောလေးစားဖို့ပြင်ဆင်ထားတာလည်းရှိပါကျွန်တော်တို့အတက်နိုင်ဆုံးစူးစမ်းပေးမယ်ဟိုကျွန်တော်တို့ဟိုနင်းခဲ့တဲ့ဘဝအကျွန်တော်တို့ခင်းခဲ့တဲ့အတွင်းတွေနော်ကျွန်တော်တို့နင်းခဲ့တဲ့အသက်တွေမဟုတ်ဒီတိုင်းဘယ်သူကနင်းနေဘယ်သူကခင်းခင်အဲ့ဒီလူတွေအတွက်ကျွန်တော်တို့တက်နိုင်တယ်လို့ကျွန်တော်တို့လက်လန်းမီယာနော်အဲ့ဒီဘဝတွေကိုပြန်လဲပြီးတော့ตายရသေးဖို့ကျွန်တော်တို့အကောင်းဆုံးစူးစမ်းမယ်လို့ခရီးပေးတယ်မမင်းနေအချိန်နေရကျွန်တော်တို့ကတနိုင်ငံလုံးသာစိတ်ကူးရင်လို့တော့ ဟိုအာမတန်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့လက်လန်းမီယာနော်ဟောကျွန်တော်တို့ဆက်ဆက်ရဒေတာလူလူရအကျိုးစီးပွားအတွက်အဲကျွန်တော်တို့အတက်နိုင်ဆုံးဒါပြောင်းလဲစူးစမ်းပါမယ်မမေနေပြောသလိုပေါ့နော်ကျွန်တော်တို့နိုင်ငံရေးမှာစိတ်ပတိကြီးကင်ထားတဲ့နော်ကြောင်းသူတော်ကျတခိုးနိုင်ငံရေးသမားတွေနော်နောက်ပြီးတော့အာနာစကြက်ရှာနေကြတဲ့သူတွေအဲ့ဒီလူတွေရဲ့အပြန်လန်အပြန်ကိုကြားထဲမှာကြေမွသွားရမယ်ဘဝတွေနည်းနိုင်တယ်များနည်းအောင်နော်ကျွန်တော်တို့စူးစမ်းပြီးတော့အာလူလူရဲ့ လူတို့ရဲ့ဘဝနော်ကျွန်တော်ညံကျွန်တော်ညံမိတဲ့လောက်ကျွန်တော်တို့ကိုယ်စွမ်းညံစွမ်းရှိတဲ့လောက်နဲ့လမ်းပြပါမယ်လို့မဟုတ်ကျွန်တော်ရအောင်လမ်းပေါက်ပါမယ်လို့ပြည်ပေးပါတယ်မမေအဲ့တော့မိကွန်များတော်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 လေးကြမ်းတယ်မိကွန်ထာဝရလေးစားလေးကပါပုံငကရေးတယ်နာမခဘယ်တော့နိုင်မှလဲသိချင်လို့ခါပြတယ်ကိုကကိုတော့လောင်ရေးရမယ်သဘောဖြစ်နေပြီအဲဒီမိကွန်ကတော့ဒီမိကွန်ကတော့ဖုန်းနံပါတ်ထည့်ပေးပြီးတော့မေးရင်ပို့ပေါက်မယ်တင်နေပြဖုန်းနဲ့ပြင်ပါနော်ဒီလိုမိကွန်မျိုးဆိုတာ public မှာပြလို့လဲကောင်းနေအောင်မဟုတ်ပါဘူး ဲ့လိုပိုကင်မွန်လာကြီးအဲ့ဒါလေးနားလည်ပေးပါနော်နောက်တစ်ခုကအညာသူကမေးတာလေမင်္ဂလာပါဘုန်းကားရေးတယ်လက်ရှိမှာဆက်ကသဘက်ကနေပြီးတော့ဒီ NUG နဲ့ PDF တွေကိုငင်းချိုင်းရေးစပွဲဝိုင်းပေါ်လာဖို့ဖိတ်ခေါ်မယ်ဆိုတာကြားသိရတယ် BNI ကိုဖိတ်ခေါ်လာမယ်ဆိုရင်ဘုန်းကားအနေနဲ့ဆွေးနွေးဖို့ရှိပါသလားနောက်ပြီးတော့ပြည်သူတွေကလက်ခံနိုင်ပါမလားကျွန်တော်တို့ပမာမျိုးသားဒေါ်လာရေးတက်မတော်ကအများအားပြောလို့ရှိပါတယ်ကျွန်တော်တို့ဒီဒေါ်လာရေးကိုလောက်ရချင်းကပြည်သူလူထုရဲ့အချိုးစီးပွားကိုရည်ရွယ်တယ် ပြည်သူလူထုရဲ့ဆန္ဒပြည်သူလူထုရဲ့ဘဝတွေကိုဥထိတ်ထားတယ်။နော်အဲ့ဒီတော့ဒီကိစ္စတွေကိုလက်ခံခြင်းမခံခြင်းကပြည်သူလူထုနဲ့လာဆိုင်ပါတယ်။ပြည်သူလူထုအကျိုးစီးပွားအလုံးလောက်တဲ့အနေထားလက်ခံနိုင်တဲ့အနေထားမလို့လူထုကလက်ခံတဲ့အနေထားမျိုးဆိုရင်ကျွန်တော်တို့ကလူထုဆန္ဒကိုဥထိတ်ထားပြီးဖြစ်တဲ့အတွက်ဒီကိစ္စတွေကကျွန်တော်တို့တည်တတ်ဖြစ်စရာတော့မလိုပါဘူး။နော်လူထုကလက်ခံရင်ကျွန်တော်တို့လက်ခံနိုင်လူလူလက်ခံနိုင်လောက်တဲ့အခြေအနေရှိရင်ကျွန်တော်တို့လက်ခံနိုင်တယ်လူလူလက်ခံနိုင်လောက်တဲ့အခြေအနေမရှိရင်ကျွန်တော်တို့ဘီအန်အာရဲ့အနေနဲ့လက်မခံနိုင်ပါဘူးရှင်းရှင်းလေးပါ เนาะအဲ့တော့ဟိုဒီမိကုံးအတွက်လည်းကျွန်တော်ခုမှမဟုတ်ပါဘူးဘယင်းတုန်းကလည်းဖြည့်ဘူးပါကျွန်တော်တို့ကတော့လူလူရဲ့အကျိုးစီးပွားကိုဦးတိုက်ထားတယ်အဲလူလူရဲ့ဒေတာဓမ္မเนาะဒေတာထင်ရှားတဲ့ဟိုရလက်ကောင်းနေနဲ့လူလူကလက်ခံနိုင်တဲ့အခြေအနေမျိုးဆိုရင်ကျွန်တော်တို့ကအဲ့ဒီမှာပါပြီးသားပါပဲလူလူကလက်မခံနိုင်တဲ့အနေအထားမျိုးလူလူရဲ့အကျိုးစီးပွားအတွက်ဖြစ်မလာတဲ့အနေအထားမျိုးဆိုရင်တော့ကျွန်တော်တို့ BNI အတွက်နဲ့ BNI ကဒီကိစ္စတွေကိုခေါင်းငိမ့်မှာမဟုတ်ပါဘူး မှာလက်နက်နဲ့နဲ့ရှိတဲ့အဖွဲ့တွေကိုလည်းမာမိတ်ဖွဲ့လာရတယ်ဆပိုပေးလာဆိုပြီးတော့မေးလာတာရှိတယ်ဟုတ်ကဲ့ကျွန်တော်တို့နဲ့ဆက်ဆံပူးတဲ့အဖွဲ့တွေဒီမှာပူးပေါင်းလာတဲ့အဖွဲ့တွေသိပါတယ်လက်နက်နဲ့နဲ့ပဲရှိရှိတလက်မှမရှိရှိကျွန်တော်တို့နဲ့အတူတူတိုက်ပွဲဝင်ဖို့လာတဲ့သူတွေဆိုရင်ကျွန်တော်တို့ကဒါအားလုံးကိုတလေးတစားနဲ့ကျွန်တော်တို့လက်တွဲခေါ်ပါတယ်အဲကျွန်တော်တို့အဲ့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ရှိတဲ့လက်နက်တွေကိုနော်ရှိသလောက်လေးမျှဝင်သုံးစွဲလို့တချို့တွေအခွင့်အရေးရှာပြီးတော့နော်ဟိုဘယ်လိုပြောမလဲအဲ့ဒီလိုမျိုးလက်တွဲခေါ်ရုံကိုအခွင့်အောင်းယူပြီးတော့ ကျွန်တော်တို့ BNI ကိုဒုက္ခပေးသွားတာတွေတော့မှကျွန်တော်တို့ကြုံခဲ့ရပါတယ်။နော်နည်းနည်းများများကျွန်တော်တို့ကတန်ဖိုးထားပါတယ်။ဒေါ်လာရေးလှုပ်ရှင်တဲ့အဖွဲ့တွေနော်ကိုယ့်ထက်တာတဲ့အဖွဲ့တွေအနေနဲ့ကိုယ့်ကိုလက်တွဲတာမတွဲတာထက်ကိုယ့်ထက်နိုင်တဲ့အဖွဲ့တွေကိုယ်နဲ့လက်တွဲပြီးတော့တိုက်ပွဲဝင်ဖို့ကိုယ့်ရဲ့အကူအညီလိုအပ်တဲ့ကိုယ့်ရဲ့ဥဆောင်မှုလိုအပ်တဲ့ဆိုပြီးတော့လက်ကမ်းလာတဲ့အနေအထားတွေမှာကျွန်တော်တို့ပဲအဖွဲ့မှာအငင်ဖို့ပါ။ခုနကပြောသလိုပေါ့နော်။တပ်ပုံမကြဘူးဆိုတဲ့အခြေအနေမျိုးတွေနောက်ပြီးတော့ဟောကျွန်တော်တို့ကိုယ့်အဖွဲ့ကြီးပေါ်မှာကိုယ်မန်တက်ပြီးတော့ဒီအဖွဲ့ငယ်တွေအပေါ်မှာမလေးမစားလုပ်တဲ့အနေအထားမျိုးတွေကျွန်တော်တို့လုံးဝမရှိပါဘူး။အားလုံးကိုလက်ကမ်းကြိုးစားပါတယ်။ ဒါကျွန်တော်တို့နဲ့ပူပေါင်းပို့တဲ့အဖွဲ့တွေလည်းသိပါ။ဘာဖြစ်လို့လဲဆိုတော့ဒီမှာပြည်စုံမှုတွေကအညာမှာနော်အညာမှာဒီပြည်စုံလူတွေနဲ့ဒုက္ခအခံအတူတူခံပြီးတော့တိုက်ပွဲဝင်နေကြတဲ့ကျွန်တော်တို့ရဲ့အညာသားတွေဟုတ်ဘယ်လောက်ဒီခက်ခဲတယ်ဘယ်လောက်ဒီအားနည်းတယ်ဆိုတာနော်ဘယ်လောက်ဒီအခြေအနေအဲအကြောင်းတရားနော်ရှာရှာပါပါကြားမှာရက်တည်ကြလဲဆိုတာလေကျွန်တော်တို့နားလည်ပါတယ်။အဲဒါကြောင့်ဟုတ်အဖွဲ့ငယ်တွေအပေါ်မှာလည်းကျွန်တော်တို့တလေးတခြားခေါ်ယူလက်တွဲပါတယ်။ဟုတ်ကဲ့ သမိုင်းတရားခန်းနဲ့တွက်မြောက်အောင်တန်းတို့ခွင့်ရအတွက်နိုင်အောင်တိုက်ပြပါတယ်။သမိုင်းတရားခန်းဆိုတော့ဟိုပမာလူမျိုးကြီးဝါဒကိုများရည်ရွယ်ပြောသလားမသိဘူး။ဒီကိစ္စတွေကျွန်တော်တို့ဟိုလေးလေးနက်နက်စဉ်းစားပါတယ်နော်အဲကျွန်တော်တို့ဟိုကိုလူမျိုးကိုလူမျိုးပေါ့ဟိုပြန်ပြီးတော့နင်းတဲ့ပုံစံမျိုးတွေလည်းကျွန်တော်တို့မပြောချင်တော့ဘာပဲဖြစ်ဖြစ်ပေါ့နော်သမိုင်းတရားခန်းဆိုတဲ့ကိစ္စတွေကတော့ဟောကျွန်တော်တို့ခင်မှာမဖြစ်အောင်ကျွန်တော်တို့အတက်နိုင်ဆုံးကြိုးစားပြီးတော့အားလုံးအားလုံးရဲ့အခွင့်အရေးကိုကျွန်တော်တို့လေးစားမှုနဲ့ကျွန်တော်တို့ကြိုးစားအားထုတ်သွားမယ်ဒါပေမဲ့လို့ ဟိုပြောခဲ့တယ်လို့ပေါ့နော်ဟိုကျန်တဲ့တိုင်းရင်းသားတွေကသူ့ဒေတာသူ့ခွင့်ရေးတော့သူတို့အေးအေးဆေးဆေးသူတို့ဖန်တီးယူနိုင်နေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့အားဒီကိစ္စတွေသိမ့်ပြီးတော့ကောင်းတဲ့ဟိုတက်စရာတော့မလိုတော့ဘူးအဲကျွန်တော်တို့ဒေတာကျွန်တော်တို့လူလူနော်အဲဒီလူတွေရဲ့အခွင့်အရေးတော့ပဲကျွန်တော်တို့ပို့သွေးရလိမ့်မယ်ထင်တယ်နော်တိုက်ပေးပါဆိုတဲ့ကိစ္စမှာတော့ချင်းရေးနိုင်ငံရေးအဲကျွန်တော်တို့တွေ့တဲ့တလောက်ကျွန်တော်တို့ညံမီတလောက်ကျွန်တော်တို့အားထိုက်အားထုတ်နိုင်တဲ့လောက်နဲ့ကျွန်တော်တို့ကြိုးစားပြီးတိုက်ပွဲဝင်သွားမှာပါ ခြံတဲ့နောက်မှာတော့ဒီလိုပါပဲဟိုဆူတောင်းစကားတွေအားပေးစကားတွေလောင်းနေပဲပြီးတယ်ခြံတယ်ဒီမှာမေးခွန်းရလို့တော့အော်ဒီမှာဘုန်းကားအပါပေါ်ဘုန်းကားကိုဆောင်းတဲ့ဘီအန်အာရဲပေါ်များအားလုံးနဲ့ထောက်ပို့များဝိုင်းဝန်းကူညီထောက်ပံ့လှူဒန်းပေးကြတဲ့သူများအားလုံးကိုရောစိတ်ပါကျမ်းမာချမ်းသာပြီးမိမိတို့အလိုချင်ဆုံးဖြစ်တဲ့ຫນွေဥဒေါ်လာအကြီးမြန်ဆုံးအောင်မြင်ပါစေဆိုတဲ့ဆန္ဒများမြန်ဆုံးပြကြပါစေလို့ဆုတောင်းပေးပါတယ်ဘုန်းကားလည်းမိမိနယ်ကိုအမြန်လွတ်မြောက်အောင် စ조사ရင်းနဲ့တနိုင်ငံလုံးလွတ်မြောက်အောင်ချိန်ဆက်စည်းရုံးစံဆောင်နိုင်အောင်조사ပေးပါလို့တောင်းဆိုခြင်းပါတယ်။ဟုတ်ကဲ့ဒီထဲမှာမိမိနေကိုအမြန်လွတ်မြောက်အောင်조사ရင်းဆိုတဲ့ဇာတ်ကားလေးကိုကျွန်တော်တို့အလေးထားပါเนาะကျွန်တော်တို့ကျွန်တော်တို့လက်ကျွန်တော်တို့အင်အားနဲ့လည်းကျွန်တော်တို့ငယ်မြေအတွက်လောက်ပဲကျွန်တော်တို့အခုချိန်မှာတော့ကို조사ရမယ်ထင်တယ်။ဘာပဲဖြစ်ဖြစ်ကို့အနေနဲ့ကိုလလန်းမိသလောက်ကိုချိန်ဆက်မိသလောက်တိုင်းနာညီကိုတွေပဲလေအတဏ္ဏနဲ့မြကွန်ကြီးတိုက်ပွဲဝင်နေတာလေးလည်းရှိခဲ့ပြီးပြီပေါ့နော်။အဲဒီနေရာမှာတော့ကျွန်တော်ရဲ့မိတ်ဆွေပြောသလိုကျွန်တော်တို့ရဲ့ဥစ္စာပဲ ပြောသလိုပေါ့နော်ကျွန်တော်တို့နယ်မြေလေးကိုအများဆုံးအလွတ်မြောက်အောင်အများဆုံးငြိမ်းချမ်းအောင်အများဆုံးပုံပြတိုးတက်နိုင်အောင်ကျွန်တော်တို့အကောင်းဆုံးကြိုးစားပါမယ်အညာရဲ့ ქვენ နေတဲ့အဖွဲ့တွေကိုပေါင်းစည်းပြီးအနိုင်တိုက်ပြပါဟုတ်ကဲ့ ქვენ နေတဲ့အဖွဲ့တွေကိုကျွန်တော်တို့စုစည်းနိုင်တဲ့လောက်စုစည်းပြီးတော့ကျွန်တော်တို့မြင်တဲ့နိုင်ငံရေးအမြင်နေနဲ့ကျွန်တော်တို့နဲ့အတူတူဒေါ်လာရဲ့ခရီးကိုခြေတက်နိုင်ဖို့ကျွန်တော်တို့အတက်နိုင်ဆုံးကြိုးစားစုစည်းသွားပါမယ် င်္ဂလာပါကိုကြီးတဲ့ရှိကရန်သူတက်ထားတဲ့နောက်နောက်ကျောကဒါပိုးတက်တဲ့ဒါလူရင်းတွေကထိုးတဲ့ဒါတွေကပိုးအန္တရာယ်များတယ်အပေါ်ဒါကြောင့်ပိုးပြူးဆိုင်ပေးပါအဲဒီမှာပြည်သူကိုရှေ့ရှုတဲ့သူကိုကိုကျိုးကြည့်သူတွေကမနှက်မြော်ဘူးမူဝါဒကို UDP လူပုဂ္ဂိုလ်မခင်တဲ့အခါပုဂ္ဂိုလ်မင်းသူတွေကလည်းရှုစိတ်မှမတင်ဘူးခုထိတော့တကယ်မှန်ကျင်တဲ့အုပ်စုကနဲ့နေတော့မယ်ဒါကြောင့်လည်းမကြတဲ့နာကြာမနာတဲ့ပဲပိုနာရတာနေရှိတယ်ကျွန်တော်တို့အကုန်နဲ့အတူရှိတဲ့လူငယ်တွေ အကိုနဲ့အတူရှိတဲ့လူငယ်တွေအချင်းရှင်းရှုတယ်ဒါကြောင့်ငကားပေါက်စားလေးတွေအတွက်ငကားကြီးကမမမမရှိနေရလိမ့်မယ်အရာအားလုံးနဲ့တံကိုကျန်းကျန်းခံရတာမလွယ်မှန်းတော့သိပါတယ်ကျွန်တော်တို့ရဲ့ဟိုဥသားဘက်မိသားစုကကင်မရာကနေပြီးတော့ရေးထားတယ်ဇာလေးပေါ့ဟုတ်ပါတယ်ကျွန်တော်မှရှေ့ကဓာတ်တွေရောနောက်ကဓာတ်တွေရောအထက်တဲ့ထိဝင်ထိုးသွားတဲ့ဓာတ်တွေရောအဲ့ဒီဟာတွေလည်းအများကြီးခံခဲ့ရဖို့ပါတယ်ဟုတ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီတိုင်းပြည်နဲ့လူလူကိုရှင်းရှုပြီးတော့အတတ်နိုင်ဆုံးစူးစမ်းနေမှာပါ ကယ်တော့လည်းအဲ့ဒီကိုကြိုးကြည့်တဲ့သူတွေပေါ့နော်ကျွန်တော်တို့မှဟိုနိုင်ငံရေးမှာကိုကြိုးပဲကြည့်ကြည့်ပြည်သူအကြိုးပဲကြည့်ကြည့်အုပ်စုဖွင့်နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီအုပ်စုကအာကျွန်တော်တို့နိုင်ငံရဲ့လက်ရှိအခြေအနေအရပေါ့နော်ကျွန်တော်တို့နိုင်ငံကလူအုပ်ဝါဒထွန်းကားနေတယ်လို့ဖြစ်တဲ့အခါကျတော့အဲ့ဒီအုပ်စုဖွဲ့နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီအုပ်စုကလူလူကိုဆွဲဆောင်တဲ့နေရာမှာတော်တော်အကောင်းပေါင်းတဲ့အရေးပါတယ်။နော်အဲ့ဒီမှာလဲအဲ့ဒီလိုအဲ့ဒီလိုဆွဲဆောင်နိုင်တဲ့ ဒီလူအုပ်တွေကလူတို့ရဲ့အကျိုးကိုကြည့်တယ်ဆိုရင်တော့ပြဿနာမရှိဘူးပေါ့နော်ကိုကျိုးကိုကြည့်တယ်ဆိုရင်တော့ပြဿနာရှိအဲ့ဒီမှာလဲကိုကျိုးကြည့်တဲ့လူတွေကိုကျိုးကြည့်တဲ့လူတွေကဒီလူတို့ဒီလူတို့ဒီလူတို့ကြားကဒီလူငယ်တွေကိုနော်အာနိုင်ငံရေးအတွေ့အမှားတွေကြိုက်သွန်းပြီးတော့အစွမ်းရောက်ဝါဒတွေနဲ့နော်တွေးခင်းတဲ့လမ်းကိုမနာမနေလျှောက်ဖို့လှုံ့ဆော်နေတာတွေလည်းမြင်ရတယ်ဒါပေမဲ့ဒီကိစ္စကိုဒီလက်နက်ကင်လမ်းစဉ်ကိုကျွန်တော်တို့လည်းရွေးချယ်ခဲ့ကြတာဒါပေမဲ့ညီမလမ်းမနဲ့နိုင်ငံရေးအမြင်မှားနဲ့တော့ကျွန်တော်တို့ကမသွားစေချင်ဘူး အတက်နိုင်ဆုံးတော့နိမန်လမ်းမှန်နိုင်ငံရေးအမြင်ပမာန်နဲ့ပဲတော့ရှေ့ဆက်သွားနေခြင်းတယ်အဲအဲ့ဒီအခြေအနေတွေကနေပြီးတော့ဒါအတက်နိုင်ဆုံးလူငယ်တွေကိုလမ်းမှန်မှာကျွန်တော်တို့ဆွဲနိုင်တယ်လို့တော့ဆွဲပေါ်သွားမှာပါဟုတ်ကိုအဖွဲကရဲဘော်တွေဆိုတာတဲ့ပေါ့နော်ကိုနဲ့ဆက်ဆက်မိရကိုနဲ့ဆက်ဆက်မိရပတ်ဝန်းကျင်နေရဲဘော်တွေအားလုံးကိုကျွန်တော်တို့အတက်နိုင်ဆုံးပုံမြင်တဲ့နိုင်ငံရေးအမြင်နေနဲ့နော်အတက်နိုင်ဆုံးစုစည်းပြီးတော့ကျန်းကျန်ခံပြီးဆောင်ရွက်သွားမှာဖြစ်ပါလေအမရိုင်းဟုတ်ကဲ့ပါ ဒီမှာတော့ပြောခဲ့သလိုပေါ့နော်ဒီ shut down နဲ့စားတယ်အပေးဝင်ရတဲ့စားတယ်ကျွန်တော်တို့သတိပေးတဲ့စားတယ်ပဲများပါတယ်မေခွန်းဆိုလို့ခုနကအဲ၃ခု၃ခုလောက်ပဲကျွန်တော်တွေ့လိုက်ရတယ်ပေါ့နော်ခုနပြောတဲ့ဒီစစ်တပ်ကအနေချင်းရွှေနှုတ်ပဲခေါ်ရင်သွားမလားဆိုတာရဲ့နောက်ပြီးတော့အဖွဲ့ငယ်တွေကိုလည်းဟုတ်လက်နက်မရှိတဲ့အခွဲလေးတွေကိုလည်းပူပေါင်းဆောင်ရွက်ပေးမလားဆိုတာရဲ့ဒီနာမခါကိုဘယ်တော့တိုင်မလဲဆိုတာမိကွန်းရေလိုတိတိကျကျပါတာကတော့ဒီဟာပဲရှိပါတယ်။နော်အဲ့တော့အဲ့ဒီမိကွန်းတွေလည်းကျွန်တော်အနေနဲ့ဖြေနိုင်တဲ့အပိုင်းကိုဖြေပေးပြီးဖြစ်တယ် ဂျန်နဲ့ကျွန်တော်တို့ကိုဝင်းရံအားပေးကြတဲ့ဥစားပတ်တွေနော်ဆူတောင်းစကားတွေနောက်တတိပေးစကားတွေနဲ့ဒီလိုစာဖို့ပေးကြတဲ့ဥစားပတ်တယောက်ရှင်းစီတိုင်းကိုလည်းတကယ်ကိုပဲကျေးဇူးတင်ပါတယ်နော်ကျွန်တော်တို့ရဲ့ဒီဥစားပတ်ကနေပြုလုပ်နေတဲ့ project 2